မေပြူလေးရဲ့အချင်းကဘလို့လဲဆွေညူကခီးရောက်မဆိုင်သူ့ညီတယောက်ကိုမေးလိုက်တာပါသူ့ခမည်းလဲအုတ်ခဲနေကောင်မဟာမိတ်ဖြစ်ပြီးကလေးကစေးယုံမှာလာပြီးခဏခဏဆေးစစ်ခံနေရပါတယ်ဆရာဝန်ကတော့ဘာမှမဖြစ်ပါဘူးလို့ပြောပေမဲ့သူကတော့မကြာခဏခေါင်းကိုက်တက်လာပါတယ်မေပြူလက်ဆောင်ပေးသွားတဲ့ယောဂါပေါ့ ဒဏ်ရာကြောင့်ဒေါသထွက်ပေမဲ့မိပြိုလေးတမိုင်မိုင်တထွေထွေဖြစ်နေတယ်ဆိုတော့အကိုတယောက်အနေနဲ့ခံစားရတာပါပဲ။ငွေကိုကသူ့အကိုရဲ့မိကုံကိုဖြေလိုက်ပါတယ်။အရင်ကလိုတော့လန်းလန်းဆန်းဆန်းမရှိဘူးပေါ့။ဒါပေမဲ့တော်တော်လာလာတော့လုံနေပြီ။ကြည်ရတာသူ့ကိုသူတော့ထိနိုင်မှာပါ။တဖြည်းဖြည်းအနေထိုင်သွားမှာပေါ့။ငွေကိုပြောတဲ့အချိန်မိပြိုလေးကလည်းတူတူရင်ခွင်နဲ့ဝင်ပြီးငိုကလေးကအနေထိုင်သွားတာပါ။အားရပါးရငိုချလိုက်တော့ ဝေဒနာတွေပေါ်သွားရှာတဲ့ထင်ရဲ့ငွေကိုကမကြင်မချမ်းနဲ့ဘေးကောင်တွေချားတဲ့ကဝင်ဖွားသွားတယ်မသိပါဘူးကွာငါဖွားတဲ့အထဲမှာမီပြူလေးကိုဝင်ရှိတာတော့ဟိုကောင်တူတူအမိကဖြတ်ချပေးတာလို့မပါဘူးကွာကိုညီမတလောက်တိတ်ခါကြမယ်စကားမျိုးငါ့ဘာစကားထွက်ပါမလားကွာအခုတော့အိုးကောလာဟာလာကောလာဟာလာ အတော့ကိုကြောက်စရာကောင်းပါလားဒါတော့တဝေတူးတလုံးမပါပြီလို့ ိုလီခေါ်လီဆိုရင်တော့စင်တော်မစင်စားရတော့ဘူးကိုကြီးနဲ့ကိုလက်ကရိုက်ချက်ပြင်းသွားတာကိုအမန်ကအချက်ကိစ္စဆိုတော့အရန်ကိုတိမ်မွေ့နှူးညံ့တာဘိမဖို့တယ်လို့မျိုးအပေါ်မီအောင်မီနဲ့တိုက်လို့ရတဲ့ကိစ္စမဟုတ်ဘူးရှုံပြော့တဲ့ကိုဂဲလုံးလေးတလုံးပြစ်ချလိုက်တယ်လို့တအီအီနဲ့နေဝင်သွားအောင်လုပ်ရမှာဒါပေမဲ့တခုတော့ကောင်းသွားတယ်ဘာကောင်းသွားတာလဲ အကူနှစ်ယောက်ရဲ့အမေကိုလေးချိုကချက်ချင်းမဖြစ်သေးပဲခဏဆိုင်းလိုက်ပြီးမှအခုဆိုရင်သူတို့နှစ်ယောက်စလုံးရဲ့နှလုံးသားတွေဟာရက်တီယာကိုရှာမတွေ့နိုင်ပဲတီယာမီယာနားကိုယာကိုလိုက်ရှာနေကြရပြီဒီလိုအချိန်မျိုးမှာမီပြူနဲ့တိုးတိုးကိုအမတ်မထင်ထိမိရှာမိအောင်လို့ရှန်တိန်လှုပ်လိုက်ရုံနဲ့လှုပ်ပေးလိုက်မဆိုရင်စကားမဆုံးခင်ငွေကုစီကကန့်ကွက်တန်ထွက်လာပါတယ်ငါသဘောမတူဘူးနှုံးသားရောက်သွားပြီ မေပြူလေးကိုထပ်ပြီးမထိခိုက်စေချင်တော့ဘူးဟုတ်တယ်ငါလည်းသဘောမတူဘုံနေမြဲချားနေမြဲပဲကောင်းပါလေကွာငါတို့ညီမတက်ဆက်ကနေနဲ့ရှက်မဖြစ်ပါစေနဲ့တော့ဆွေညို့စီကလည်းသဘောမချတဲ့လေတန်းနဲ့လေချိုကတော့မလျှော့သေးပါဘူးအခုမှတကယ်အချိန်ကောင်းလက်ခတ်တင်တာကောင်းမနေအစ်စ်အဖွင့်ပပိကလည်းချအပေးကွက်တီပဲကျွန်တော်တို့ကဘာမှတော့တုတ်ပြီးစရာမလိုဘူးလမ်းကြောင်းတက်ယူမယ်တက်ပြီးရမှာ ဒီမလေးကျိုးမိကြီးစားမရတာအတွေ့အကြုံမရတာငါတို့အသိမပြူတယ်ဒါပေမဲ့ဒီကိစ္စကိုဆက်မလုပ်နဲ့ဒါပဲဆွေညိုကအခုအကြီးဆုံးရဲ့လုတ်ပိုင်ခွင့်ကိုသုံးပြီးတစ်ချက်လို့အမိန်ချလိုက်ပါတယ်ဆွေညိုကအယူခံဝင်တယ်ဒီမှာကိုကြီးခုတနေ့ကမီးပြူနဲ့တူတူလမ်းထိပ်ဘုံလုံးကွေးမှာတွေ့ကြလားကိုကြီးတို့သိရလားဟေးဘာတဘောလဲကွာတူတူဆိုတဲ့ကောင်ကတို့ကိုစောက်ယူလုပ်နေရလားဟမ်မီးပြူနဲ့တိုက်နေကြပြီလား ကြိုက်မကြိုက်တော့မသိသေးဘူးဟိုကောင်အတော့မကြလို့ကျွန်တော်ကသူ့နေရာမှာဆိုရင်အဲ့ဒီနေ့ကပွဲသိမ်းတယ်ကိုညီမကိုကိုပြောရတာကလည်းမကောင်းပါဘူးကိုကြီးကအဲ့ဒါလမ်းကြောင်းနေမသိမသားချော်နေလို့ကျွန်တော်တို့ညီကိုတွေကဝိုင်းပြီးတက်မပေးမလို့တော်ပါတော့လေချူရသူတို့အတော့မကြလဲသူတို့ထိုက်နေသူတို့ကရှိပါစေတော့ငွေကိုတော့ကလည်းပိုင်ပါတယ်ဆိုပြီးသူများစတွေးခွက်ထဲမှာမမျောယုံတမေလီချမ်းရစ်ခဲ့တာ မေပြုတ်ကိုထပ်ပြီးမနစ်ဆက်ချင်နေတော့ဟုတ်တယ်လေဂျိုငါလည်းဘာမှကိုမလုပ်စေချင်တော့ဘူးအခုတလောငါအတော့တန်နေနေတာကားလည်းတစင်းမှအယောင်ဝင်မဖြစ်ဘူးဂွင်းပိတ်နေရတဲ့ကြားထဲအုံစားမဲ့ကိစ္စတွေစိတ်မဝင်စားဘူးအခုလောလောဆယ်ငါအတိတ်ထံနဲ့ပတိသွားစိတ်မလို့အဲ့ဒီတော့ငါမခဲ့မယ်ရှုပ်ရှုပ်ရှက်ရှက်မလုပ်နဲ့ပြဿနာဖြစ်ရင်မင်းကိုပါအရှင်မထားဘူးကြားလားဝေကူကအပြေပြင်းကျင်းနေပါတယ် နည်းနည်းတော့မခံခြင်းဖြစ်သွားတယ်လေချိုးကတော့ပြန်ပက်လိုက်ပါတယ်အင်းလောဘနဲ့ဝင်တဲ့အတိတ်ထံကအတော့ကိုအကျိုးပြီးတော့မှာပဲငါဖာတန်ကလောဘနဲ့ပဲဝင်ဝင်ဒေါသနဲ့ပဲဝင်ဝင်အာရကေရဖို့အရေးကြီးတယ်တော်ပြီဒီကိစ္စဒီမှာနေဖြတ်တော့ငွေကူကစကားကိုပိတ်ပစ်လိုက်ပါတယ်လေချိုးကဆွေညုတ်ဖက်ကိုလှည့်ပြီးကိုကြီးဟေးဟေးငါလေငါကောင်လေးတွေပြိုင်ပွဲနီးနေပြီကဲ့သွင်းပြီးတော့မှဖိဖိစီစီ training ပေးရအောင်ပါ မင်းတို့စီတော့တော့တပတ်လာနေမှာမဟုတ်ဘူး။ဆွေညိုကစကားဦးတန်းကလေးကကြူပြီးကာထားလိုက်ပါတယ်။အင်းဒါကြောင့်ကရာသီနီးပြဖြစ်နေတာပေါ့။လာမဲ့ဘေးကိုဝေးဝေးရှောင်နေနီးပြလေ။စတော့ကတော့သူတို့ပဲတက်ကြွတယ်ကြက်ဖောက်တို့လှုပ်ပြီးအခုတော့ခေါင်းရှောင်ကုန်ကြပြီပေါ့။ရပါတယ်။အိစာမရှိဘူး။ကျွန်တော်တယောက်ထည့်လုပ်မှာပါ။ဒါပေမဲ့ကုန်ကြစည်းလေးကတော့အချိုးကျ။စကားတော့မဆုံးလိုက်ရသေးပါဘူး။ဆွေညိုက လေချုံရဲ့ခေါင်းကိုပိတ်ရိုက်ထည့်လိုက်တယ်။ငွေကိုကလည်းဖြန့်လာတဲ့လက်ဝါးတွေကိုလက်သေးထိုးထည့်လိုက်တယ်။ရော့ဒါပဲရမယ်။ပြောရင်းဆိုရင်ညီအကိုနှစ်ယောက်ထထွက်သွားပါရဲ့။လေချို့ခမရသာချိန်ဆပြီးကြင်ရစ်ခဲ့ရတယ်။အဒိတ်ထံဝင်းမစ်လူကြီးကလည်းထိုင်းလေးရာမှာပရွက်စိတ်ကြိုက်ပါစီဗျာ။ကရာဒီသမားကြီးကလည်းငဲထိတ်အုတ်ခဲပြုတ်ကြပါစီဗျာ။လာစမ်းပါဟာနင်းရလေ။ စုတ်ကန်စုတ်ကန်ပါလာတဲ့မေပြုတ်ကိုလေချိုကအတင်းလက်ဆွဲပြီးခေါ်နေပါတယ်။ဟာမေပြုတ်မတက်ချင်ပါဘူးလို့ပြောထားရတဲ့တဲ့ကိုလေးရာ။နင်းကလေဟာတင်းနှဲရှိတော်ရောက်နေမှာတော့တတ်လိုက်ပါဟာ။နင်းကလေမှာပါတယ်။အိုးမတက်ပါဘူးရှုပ်ရှုပ်ရှက်ရှက်။ဘာ body beauty မှတက်เสียမလို့ဘူး။မေပြုတ်ကငါကိုကလေးကလူရော body ပါလှပြီးသား။ဘယ်လိုအကုန်မန်းကုန်မသိဘူး။ကိုညီမကို body beauty တင်းနဲ့အတက်တက်ခိုင်းနေတယ်။ ဒီတင်တဲ့မျိုးကိုဂျန်နီဖာလိုပက်စ်တို့ကိုယ်တိုင်လာတင်မဲဆိုတာတော့မတက်သေးဘူး။ငါကနင်ဒီတင်တဲ့တရင်ပလက်တီနမ်ဆွဲကြိုးလေးတကုံဝေပေးမလို့စဉ်းစားထားတာ။မြေပြုတ်ကောင်းစက်ခနဲ့လေးပါလေ။အစစ်ဝေပေးမှာလား။စိတ်မှုတ်ထားတဲ့ဟာပေါ့ဟာ။အစစ်တော့နင်လေယူမှာပဲပေးတော့မယ်။အင်းနေနေတော့စိတ်ဝင်စားလာပါပြီမဟုတ်မှလွယ်ရောအကူက ဒီတင်နှန်းကိုအတင်းတက်ခိုင်းနေတာအကျန်စီတစ်ခုခုတော့ရှိပုံပါပဲဟုတ်ပါတယ်တကယ်လဲလေးချို့စီမှာအကျန်စီရှိပါတယ်ဒါကတော့မေပြိုလေးနဲ့တိုးတိုးကိုအမြင်လို့လို့စုံနိုင်တွေ့နိုင်မဲ့အခြေအနေလေးတစ်ခုကိုဖန်တီးနိုင်ဖို့ပါပဲအခုတလောတိုးတိုးကအလုပ်များနေတော့မေပြိုလေးစီမှာစိတ်ရောက်ပြင်ပေလူကမရောက်ဘူးဖြစ်နေတယ်ဖုန်းဆက်ပြင်ပေမေပြိုလေးမရှိတာနဲ့ပဲတိုးနေရှာတယ်ဟုတ်ပါတယ်ဒီရက်ပိုင်းအတွင်းမေပြိုလေးကသူ့အကူလေးချိုးရဲ့ စားတောက်ဆိုင်လေးမှာတွားတွားပြီးကုလုပ်ပေးနေတယ်။ဘလောက်နှလုံးသားချင်းနားလေတဲ့ပျော့ပျော့မီဝေးချိတ်မှာတက်တဲ့တဘာဝပဲမဟုတ်လား။ဒါကြောင့်မို့လေချူကသူ့ညီမကိုတူရိုကွန်ပျူတာအယောင်ဆိုင်နဲ့တလန်းထဲမှာရှိတဲ့ body beauty သင်တန်းကို အတင်းတက်ခိုင်းနေရတာပါ။လေချူအတွက်ကတော့မီပြူလေးသင်တန်းတက်ဖို့ဟာကပလှစ်မျိုးတုံးတာတက်ကိုအရေးကြီးနေပါလေ။လေချူကစိတ်ဝင်စားစားပြုလာပြီးဖြစ်တဲ့သူ့ညီမကိုအကဲခတ်ရင် တက်မယ်မဟုတ်လားရင်ငင်တက်ရင်လက်စွပ်ကလေးထပ်ဝဲပေးအောင်မဘာကြောင့်တလောက်တောင်ရဲ့ရောနေရတာတို့လက်ခံနိုင်တဲ့အကြောင်းပြချက်ရှိမယ်ဆိုရင်တက်မယ်လေချူကလည်းမေပြူလက်ခံနိုင်မယ့်အကြောင်းပြချက်ကိုအရင်အလင်းအမြန်စဉ်းစားရပါတယ်ရီးစားတံတားစင်လောက်ကိုဟိုတမျိုးပြောဒီတမျိုးပြောလှုပ်လာခဲ့တဲ့ကောင်းပဲအကြောင်းပြချက်108မျိုးလောက်ကတော့အုံနောက်ထဲမှာ database ကလုတ်ထားပြီးသား ဒီလမ်းထဲမှာတူတူရဲ့ဆိုင်ရှိတယ်လို့ဒရိုက်တာကြီးကပြောလိုက်ရင်မေပြုတ်ရှက်ရရန်သွားလိုက်မယ်မေပြုတ်ကိုကြည့်ရတာတူတူရဲ့ဆိုင်ဒီလမ်းထဲမှာရှိတာကိုသိထားဖို့မရဘူးဒီတော့ဟေဟေဟေငါဒီတနန်းကဆီအောင်မောက်တဘောကြတယ်လို့ငါတွေ့တဲ့အချိန်မှာတော့အမိုက်ဆုံးပဲအဲ့ဒါကြောင့်နင့်ကိုအတင်းတက်ခိုင်းနေတာမေပြုတ်ကသူ့အကူကိုညှက်ဆောင်ထိုးလိုက်ပါတယ် သူ့အကိုတို့များပြောကိုမပြောချင်ဘူးမိမဆိုတာနဲ့ဟွမေပြူကခန်းလုံးပြေမတ်အမေကြီးတွေကာထားတဲ့အဆောက်အအုံလေးကိုလှမ်းဝင်သွားပါတယ်လေချူကလည်းမေပြူနောက်ကပြုံဖြီးဖြီးကြီးလှုပ်ပြီးလိုက်ဝင်သွားတယ်ဟိဟိကုတူလေးရဝမ်းလေးဝါဆိုတာဒါမျိုးပဲတင်တဲ့ထဲမှာချောချိုးလေးတွေ့လို့ကတော့ညီမအကူနဲ့ကွိုင်းပြက်လိုက်အောင်ပဲ ။တင်တန်းနဲ့ဝင်လာတဲ့သူတို့နှစ်ယောက်ကို threat suit ပေါ်အောင်ဖတ်ထားတဲ့မြို့သမီးဝဝကြီးကလမ်းမေးလိုက်ပါတယ်။ဘာကိစ္စရှိလို့ပါသလဲ။မိပြုံကသူ့အကူကိုလှမ်းကြည့်လိုက်တယ်။လေချုံကခတ်သွက်သွက်နဲ့"ဒီဟာတာဝန်ခံနဲ့တွေ့ကြလို့ပါ။ကျမကဒီဟာတာဝန်ခံပါပဲ။မြတ်စွာဘုရား။ဘယ်လိုချိန်ချိန်ပေါင်းနေရကြုံမဲ့သူကတာဝန်ခံဖြစ်ရတယ်လို့ဒါကြောင့်ဒီတင်တန်းမှာလူကျိုးတိုကျတဲ့ဖြစ်နေတာနေမ။မေပြိုက တာဝန်ခံဆိုတာကြီးကိုတက်လှဲ့သူ့အကူကိုတက်လှဲ့ကြည့်ပါရယ်ဒီလမ်းကျိတ်ဆက်လောက်ဟာကြီးကတော့လေးချိုမကြိုက်တော့ဘူးထင်ပါရဲ့လေးချိုကဟိုကြည့်ဒီကြည့်နဲ့ဟိုဟိုလေးတင်းနှင်းပြနေတယ်တွေ့ချင်ပါတယ်ဟိုကျွန်တော်ညီမလေးကအခုမှစပြီးကစားရမှာဆိုတော့ဘလို့နီးစနစ်မျိုးနဲ့ကစားရင်ကောင်းမလဲဆိုတာဆွေးနွေးချင်လို့ပါဒီတင်တန်းမှာတာဝန်ခံကလည်းကျမနီးပြကလည်းကျမပါပဲဟိုက်တွားပါဟာဟာ ဒါ body beauty တင်တယ်မဟုတ်ပဲစုမှုနှပန်းတင်တဲ့ချောင်းများဖြစ်နေလေရောတလားသူတို့နေရောင်ရဲ့အမှုအရာကိုကြည့်ပြီးဆရာမကတင်သွားတဲ့ပုံပါပဲရှင်တို့ကလူကြည့်ပြီးအထင်သေးတာပေါ့လေလူကိုအထင်မကြီးရင်ဒီပါပညာနဲ့နည်းစနစ်ကိုတော့မစော်ကားပါနဲ့ဟိုမှာကြည့်ဆရာမကနေရန်ကိုလက်ညှိုးထိုးပြလိုက်ပါတယ်လေချုံနဲ့မေပြိုကလက်ညှိုးညွန်ရာကိုကောင်းလေသွားကြတယ် နေရာပေါ်မှာစာလုံးကြီးကြီးနဲ့ရေးထားတာကငါပြောတယ်လို့လုံငါလုတ်တယ်လို့မလုံနဲ့ဆိုပဲမှတ်သားထိုက်ပါရဲ့ဆရာမကသူ့ဘောင်းဘီအိတ်ထဲကပေါက်မှုတ်ခက်ကြီးကြီးတလုံးကိုထုတ်တကိုက်ကိုက်လိုက်ရင်ဒါသင်တန်းရဲ့စာပုတ်ပဲအဲ့ဒါကိုလိုက်နာနိုင်ရင်တက်မလိုက်နာနိုင်ရင်လာလိုက်အတန်းပြန်ချွတ်ယုံပဲ ဆရာမကပလုတ်ပလောင်းနဲ့တင်တန်းပေါဝါကိုလက်ညှိုးညွှန်ပြလိုက်ပါတယ်။လူကလည်းဟွာသေးအပေါက်ကလည်းဆိုးသေးဒီလိုတင်တန်းဆရာမမျိုးနဲ့များတင်ရမယ်ဆိုရင်တင်ရတဲ့တပည့်တော်မှတိတ်ခါကြအောင်မယ်။မိပြူကသူ့အကိုလက်ကိုဆွဲပြီးပြန်ထွက်မလို့ပြန်လိုက်ပါတယ်။လေချိုကပြန်ဆွဲထားလိုက်တယ်။ဆရာမပိန်တော်ဝါတာအရေးမကြီးပါဘူး။အဓိကကမိပြူလေးကဒီတင်တန်းကိုမမှန်တက်ဖို့ပဲလေ။ မေပြူကလေးချို့ကိုနားမလည်တယ်လို့ကြည့်ရင်လေးတန်လေးနဲ့ဖမ်းပြီးမေးလိုက်တယ်။ကိုလေးပြောတော့ဒီကတင်နှန်းစီရမောက်ကိုသဘောချလို့ဆိုဒါယူသဘောချတာလား။ငါဒါယူသဘောချရမှာလား။ဖွားဟဲ့လွေးပါစေဖေးပါစေ။ဒါဖြင့်တင်နှန်းကမားတာလား။မမားဘူးဒီတင်နှန်းပဲ။ဒါဆိုရင်ဆီယမပြောင်းသွားတာလား။ဒါလည်းမဟုတ်ဘူး။ဟင်ဒါဆိုရင်ဘာဖြစ်လို့ နင်ဆွဲကျွန်းတဲ့လက်စပူချင်တယ်မဟုတ်လားမီးပြုတ်မျက်နှာကြီးရှောက်မဲ့သွားတယ်လူတော့လူချင်တာပေါ့ဒါပေမဲ့မီးပြုတ်စကားမဆုံးခင်မှာဆီယမရဲ့ကောင်းကလေချူနဲ့မီးပြုတ်ကြတဲ့ကိုဝင်လာပါတယ်ဘာရင်းများပချစ်ပချစ်လုပ်နေကြတာတော့ခုနကကြားလိုက်ပါတယ်ဆီယမကိုတဘောကြလို့ဆူလာလို့ကြားမကြားတပလီတယ်လေချူဖလှယ်ပြီးပြုံပြုံကြီးမေးလိုက်တဲ့ဆီယမကိုကြည့်ရင် လေးချုပ်ခမညာတီကောင်ထက်လိုက်တယ်လို့ရှုံရှုံတော့တော့ဖြစ်သွားပါတယ်ကပန်းကလန်ပဲဟိုဟိုဆီယမပြောပုံစုပုံကိုကြည့်ပြီးဒီတင်ထန်းကတကယ့်ကိုစနစ်ကြမဲ့တင်ထန်းလို့ချီးမွမ်းနေတာပါဟင်ဟုတ်လို့လားခုနကကြတော့ဒီလိုမဟုတ်ပါဘူးဆီယမအတန်ကပဲတန်လေးပါပါလာပါတယ်ကလပဲလားဘိုးစားပဲလားစွန်တန်ဒီလားစွန်တာပြလာတော့မပြောတတ်ဘူးလေချိုက မြင်မြန်ဆက်ဆက်လေးစီရင်ပြဖို့ကိုလုပ်ရပါတော့တယ်။ဒါနဲ့တင်းတန်းချိန်ကိုပြောပြပါအောင်။ကိုလေးမိဖြုတ်စီကကန့်ကွက်တန်တလူလူအတန်ထွက်လာပါတယ်။ဒီတင်းတန်းတက်ပြေးမှငကုံငရင်ကိုလုံးလေးကနေငပူတင်းကိုလုံးဖြစ်သွားရင်ဒုက္ခလေးချူကပတ်စံတစ်ထက်ချီကိုဆွဲထုတ်လိုက်ရင်ကဲဆီယမတင်းတန်းချေးရောမမ်ဘာချေးပါတခါတည်းအပြတ်သွင်းထားခဲ့မယ်။ပူနေသေးတယ်ဆိုရင်လေနောက်သွင်းရမယ်မမ်ဘာချေးနဲ့သာနေပြလိုက်တော့ကျွန်တော်ညီမက အိမ်တော်မကြမချင်းဒီတင်နှန်းကိုတက်နေအောင်မဟင်မိပြုတ်စီကဟင်တလုံးပဲထွက်လာပါတော့တယ်ဆီယာမကတော့မျက်လုံးကလေးပေးကလပ်ပေးကလပ်နေဟိုကစားတာကနေ့တိုင်းမကစားရဘူးလေတပတ်မှသုံးရက်ပဲကစားရမှာ international မှာဆိုရင်လေလေချူကနောက်ထပ်ပစံတစ်ထပ်ကိုဆွဲထုတ်လိုက်ရင်ယော့ယော့ဆီယာမတပတ်သုံးရက်တွေ international တွေလုပ်မနေနဲ့တော့နေ့တိုင်းကကစားခိုင်းဟောဒီမှာ ကျွန်တော်ရဲ့ visiting card သင်တန်းမမမလာလို့ကတော့ဖုန်းဆက်တာတိုက်လိုက်ဖယားဖယားလေးချူပြောတယ်လို့ကစားခိုင်းရရင်တော့မေပြုတ်ခင်ဗျာ body တင်မကပဲ skeleton ပါ beauty တွားနိုင်တယ်လေးချူကကြောင်ငှားငှားကလေးသူ့ကိုကြည့်နေတယ်မေပြုတ်ကိုပခုံးပုတ်လိုက်ပြီကဲညီမလေး new form တွေပါလေဖြည့်ဆက်ရှိတာဖြည့်ပြီးနေခဲ့လိုက်တော့ငါသွားနေပြီလေချူကကြောက်ရွံ့ဖြစ်ကြံရစ်ခဲ့တဲ့အမျိုးသမီးနှစ်ယောက်ကိုခောက်ထားခဲ့ပြီးအမြန်ဆုံးခြေလက်နဲ့ပြန်ထွက်လာခဲ့ပါတယ် အင်းနှမကိုအစွန်ထုတ်ရတာအတော့ကိုပတ်စံကုန်းထားမျိုးပါလားတော်ပါသေးရဲ့ဒီတယောက်ထဲရှိပြီလို့လေးချို့ကြောပြင်ကိုကြည့်လိုက် visiting ကပ်ကိုကြည့်လိုက်လှုပ်နေတဲ့ဆီယမဝဝလေးစီကအတန်ထွက်လာပါတယ်လေးချို့ရဲ့မိုက်တယ်နော်ရှင်မောင်နှမတော်လာလားရှင်ဟုတ်ဟုတ်ကဲ့ဆီယမကသူ့ရှင်ပတ်ကြီးကိုလက်ဝါးနဲ့ဖြန့်တဲ့နေပုတ်လိုက်ရင်အမလီလီ တက်တက်လုံးငိမ်ချက်သားကောင်းနေတဲ့ဟော့ဒီနှလုံးသားလေးကတတိတိနဲ့ခုံလာလိုက်တာနော်။ခြေပြားလက်ပြားလေးတွေတော့အေးလာပြီ။ဒါဖူးဆာရှင်မန်တို့ချင်ပါရဲ့။ feeling အပြည့်နဲ့ပြောနေတဲ့တင်းတန်းစရာမှကိုကြည့်ပြီးမေးပြုတ်ခမအတူရောအရင်ပါပေါင်းပြီးစိတ်တက်ချသွားရပါတယ်။တလောက်ဝနေတဲ့ဟာကြီးနဲ့ကတော့သူ့အကူကသဘောမတူနိုင်သေးပါဘူး။ဒါပေမဲ့ platinum ဆွေးကျူးမျက်နှာထောက်ပြီးတော့

မီးပြုတ်ကိုမြင်တာနဲ့ပြားပြားသလဲဖြစ်နေတဲ့ဆရာမဝဝကလေးကိုအမြင်ကက်ကက်နဲ့ပုံစံပေးရင်တင်းနှန်းတက်ရတာတော့ပြောတယ်လို့လို့ဖြစ်လာပါတယ်။ဆရာမဝဝလေးခမညာမီးပြုတ်အနာကက်လာရင်မျက်ခုံးကခက်လုတ်လုတ်လက်မောင်းကနာတယ်လို့လို့ခါးကအောင့်လာတယ်လို့လို့နဲ့ဟင်းဒီကအခုမျက်နှာနဲ့သီးခံနေတာကိုအခုလဲမီးပြုတ်ကဆရာမအနာကိုရှောက်လာပြန်ပါပြီ။မမကြီးမီးပြုတ်ကသူ့တင်းနှန်းဆရာမကိုမမလို့ပဲခေါ်ပါတယ်။ မိကထိတ်ထိုးတာအချိုးမကျလို့အဲ့ဒါပုံစံလေးပြပေးပါဟုတ်ဇလန်းကစတာပါပြီအင်းဒီတင်တန်းမှာမဆရာမလာဖြစ်နေတော့တပည့်တွေအလိုကျတော့ပြရတဲ့ကျမဘဝပါရှင်လို့တောင်းပြောအောင်လို့ဖြစ်နေပါပြီဒါပေမဲ့ဆရာဆိုတဲ့ပါဝါလေးနဲ့မိပြုအရင်ထိုးပြလေမမကလိုအပ်တာတွေပြင်ပေးမှာပေါ့အင်းဖက်တီမကြီးကတော့ခံရဖက်များလို့ကြောနှက်လာပြီထင်ပါရဲ့ တခြားတင်နန်းသားတွေကိုပါဇက်ကလေးနဲ့ဟိုလိုလို့ဒီလိုလို့ပြောခဲ့သမျှမိပြုံနဲ့ကြမှာကိုရင်တရုတ်ပြနေရတယ်။မိပြိုတင်နန်းတက်တဲ့၃ရက်အတွင်းမှာဆရာမတိခမညာ၃ပေါင်တိတိကျကျများတော့အလေးချိန်ကျသွားပါတယ်။ဒီအတိုင်းဆိုရင်တော့ဒီ body beauty တင်နန်းကကို့အတွက်ကိုဖွင့်လာတော့ဖြစ်နေပြီ။မိပြိုကဆရာမကိုလက်ကပြလိုက်ရင်ဟင်မမကလည်းမီးကတက်တက်လို့အဲ့လိုမျိုးကြီးကိုမလုပ်ဖူးဘူးလေ။ကုန်းကုန်းကြီးလည်းမနေရဘူး။ ဒါပဲနော်မမမလို့ပြရင်ကိုလီချို့စီဖုန်းဆက်လိုက်ပါနော်ကိုလီရဲ့တင်နန်းဆရာမကအပလာကြီးလို့အမလီကိုလီချို့စီတော့ဖုန်းဆက်လိုက်ပါနဲ့မမလို့ပြမယ်ကဲကြည့်ပြောပြောဆိုဆိုဆီယမ်မာလေးကအမျိုးသမီးသူတည့်ရက်လုံးနမူနာယူနိုင်ဖို့အတွက်ကဘာကျော်လေဒီဖက်ရဲ့ဤစနစ်တိုင်းတိုက်ထူပြလိုက်ပါရယ်ပထမအဆင့်ကျဲပြင်ပေါ်မှာဝမ်းလျားမှောက်လိုက်တယ်အင်းဝမ်းမကြီးရင်းနစ်နေတဲ့အတိုင်းပါပဲ ဒုတိယအဆင့်လက်နှစ်ဖက်ကိုကျမ်းပေါ်မှာထောက်ထားလိုက်တယ်။လက်ပေါင်းကဆန့်သွားပေမဲ့ဘိုက်ပူကြီးကကျမ်းနဲ့ဒရွတ်တိုက်တီအီနဲ့ Discovery Channel မှာကြည့်ဖို့တဲ့စပကြီးမွေတားကောင်မြူပြီးအစနေနေတဲ့အတိုင်းပါပဲ။ဒီခန္ဓာကိုယ်ကြီးကြွလာဖို့ဆိုရင်တော့အ ਨੇ စုံငါးတန်ဟိုက်ဒရိုလစ်နဲ့ပင့်တင်မှရတော့မယ်။အာအေး ထိုက်ထုံးနေတဲ့မမဝဝစီကအတန်ဆုံးထွက်လာပါတယ်ဆက်နေတဲ့လက်ကပြန်ကွေးသွားတယ်ချက်ချင်းပြန်တွန်းကျင်နေဒီတခါတော့ခန္ဓာကိုယ်အလေပိုင်းကကြွတက်လာပါတယ်ရေထဲမှာဖင်ပူတောင်းလေးထောင်းပြီးအစာရှာစားနေတဲ့ရေမြင့်ပုံစံဖြစ်သွားပါတယ်ကြွတက်လာတဲ့ခါပိုင်းကဖုတ်ခနဲ့ပြန်ကျသွားတယ်အီးဒီတခါတော့ခန္ဓာကိုယ်တစ်ခုလုံးပစက်ပဲလှုပ်လို့ရပါတော့တယ်မေးပြုတ်ခမညာ မိပြုအပါအဝင်တင်နန်းသူတွေအားလုံးကလည်းသူတို့ဆရာမရဲ့3 steps diet tony ကိုမမိတ်မတုံရှုစားနေကြပါတယ်။တယောက်နဲ့တယောက်မျက်စာပြပြီးခေါင်းခါပြလိုက်ကြတယ်။ဒလောက်ကြိုးစားပန်းစားလုပ်ပြလိုက်တော့မိပြုစီကဂယုနာတန်လေးတော့ထွက်လာပါတယ်။ဟေးမောသွားပြီလားမမရေမမလို့ဆရာမရှင့်မကြီးကောင်းတောင်းမနေလုံနေရတဲ့ဟာပဲ။မိပြုလို့ဆိုရင်ဘယ်လိုလုပ်နိုင်ပါမလဲ။အားရနာပါတယ်မမရေ ခုနကလုတ်ပြတာတိတ်မမတ်မိလိုက်လို့တစ်ခေါက်တစ်ခေါက်လောက်ထပ်လုတ်ပြပါအောင်လို့ဟဲဒီမှာဒီကတေးလို့မျိုးပါဖြစ်နေရတဲ့ဟာကိုဟမ်အကူကိုလေမရလဲနေပါစေတော့အသက်တော့အသိမခံနိုင်ဘူးဆရာမစီကမျက်စောင်းနဲ့အတန်အစ်အပဲထွက်လာပါတော့တယ်မရတော့ဘူးငါ့ကိုငါ့ကိုလာထူကြစမ်း ဒီတော့မှပဲမေပြူနဲ့တင်တန်းသူတွေကသူတို့ရဲ့ဆရာမောက်ကိုပြိုင်တူဆွဲထူဖို့ကြိုးစားရပါတယ်။ချက်ကဝါရီဘေလစ်ဆက်ဘေလစ်ဆက်ဘေလစ်ဆက်အိန္ဒိယနယ်ပေါ်တင်တန်းသူတူဦးရဲ့တိုင်တန်နဲ့အတူတင်တန်းသူ၅ဦးလုံးကညာတန်ပေးလို့ထူတော့မှပဲဆရာမလေးကလည်းမောက်ရမလေးလဲရမကြွကြွရမထိုင်းထိုင်းရမထနိုင်ပါတော့တယ်။အင်းဒီအတိုင်းဆိုရင်တော့ ဘာလေ့ကျင့်ခန်းမှမလုပ်ရပဲဆရာမကိုတနေ့ငါးခေါက်လောက်ဆွဲထုတ်ယူနေတော့ကယ်လိုရီတွေတော်ကိုလောင်ကျွမ်းပြီးအစီတွေကျအသားတွေကျပြီးဘော်ဒီပါလှသွားနိုင်ပါတယ်စမ်းသက်ကြည့်ပြီးအောင်မြင်လို့ကတော့ကဘာကျော်နီးစင်တစ်တွေအသားကလေးခောက်ထားလိုက်ရတယ်တင်းတန်းသူအပြူမတွေရုပ်ရုပ်သေးသေးဖြစ်နေချိန်မှာပဲလေးချူတယောက်ခွေးပေါက်စနကလေးတစ်ကောင်ကိုပိုက်ပြီးတင်းတန်းပေါဝါကိုခိုးချုံခိုးဝဲရောက်လာပါတယ်စုညံနေတဲ့ မေးပရုတ်တွေကြားထဲမှာသူ့ညီမကိုရှာပါတယ်။တွေ့ပါပြီ။ဟောင်းဖွာဟောင်းဖွာအသက်အခြေဆုံးဟာမေးပြိုလေးပါပဲ။အမေဒင်းကပြုံးလို့ရွှင်းတော့အိမ်မနေရင်မြောက်မောက်မှငပိအိုးပေါ်ထိုင်ပြီးတဲ့အတိုင်းရှုံ့မဲ့နေတာ။မဟုတ်မှလွဲရော။ဒင်းလေးကအကူရီကိုလက်ချပြန်ပေးနေပြီလားမသိဘူး။အိုးဘာပဲဖြစ်ဖြစ်မူလအစီအစဉ်အတိုင်းလောက်ရတော့မှာပဲ။လေချူကခွေးကလေးကိုတင်တဲ့ခန်းထဲကိုအသာလှုပ်ပေးလိုက်ပြီးအတန်တိတ်နဲ့ပြန်သွားပါရဲ့။ ွေးကလေးကနေရစိမ့်ဒေသစိမ့်မှာလူစိမ့်တွေကိုတွေ့လိုက်ရတာမို့ကမန်ကရန်ထိုးဟောင်းလိုက်ပါတယ်။အဲ့ဒီဟောင်တန်လေးကိုအင်္ဂလိပ်လိုဘာသာပြန်နိုင်ရင်တော့ how do you do လို့အထိပ္ပယ်ရမယ်ထင်ပါရဲ့။ဆီယမဝဝကြီးကခွေးသေးသေးလေးကိုမြင်မြင်ချင်းပဲချစ်သွားပါတယ်။သူခမားလူမြင်လဲချစ်ခွေးမြင်လဲချစ်နဲ့ချစ်တက်လိုက်တာများဟွန်းဟွန်းဟဲခွေးလေးကချစ်စရာလေးအိုးအိုးအိုး မီပီပီလာလာလာပပီပပီလာလာလာဆီယမကသူ့ကိုယ်လုံးကိုမအာမနာခွေးလေးကိုလိုက်ပြီးဖမ်းပါရယ်ခွေးလေးကလည်းကြောက်လန့်တကြားတင်တန်းခမောက်ကိုလှက်ပပြေးနေပါရယ်တင်တန်းသူတွေကလည်းဘယ်နေလိမ့်မတို့အဲ့ဒီခွေးလေးနောက်ကိုတပြိုးပါလိုက်ဖမ်းကြပါရယ်ဟဲ့ဟဲ့မီတော့မဲဟဲ့ဟဲ့အမီနာဟိုဘက်ဟိုဘက်ကိုပိတ်ထားမီပြိုနင်းအရှိနေပိတ်ဖမ်းလိုက်ဟဲ့ဟဲ့ဟိုမှာတခါတပိတ်ထားလိုက်ဟဲ့ကြိုက်အောင်မင်းတော့ နောက်ဆုံးမှာတော့ခွေးလေးခမယာမောက်ချောခုနှစ်ယောက်ရဲ့ပူပေါင်းစစ်စင်ရဲ့ကွန်ရက်အောက်ကနေရုံးမထွက်နိုင်ပဲအမိခံလိုက်ရပါတော့တယ်။အော်အခုတော့ဝုတ်ခနေတော့မအောင်နိုင်တော့ပါလားခွေးလေးရဲ့လက်ရဖမ်းမိသွားတယ်အမိနာကဟဲလက်ပတ်မှာစားတဲ့ဆောင်ပါသေးတယ်တော့အမလေးရင်တွေခုန်လိုက်တာတော့ဟဲဟဲဟဲနမေပပိုင်ငါစားဟဲဟဲဘာလို့ရေးထားတာတော့တယောက်တစ်ပေါက်နဲ့ခေါင်းချင်းဆိုင်ပြီးခွေးလေးမင်းပတ်ကစာကိုအလူရက်ဖတ်နေကြပါတယ်ဟဲ မေပြိုးတဲ့ဟမ်ဟုတ်ပဲနဲ့ဟုတ်တယ်တကယ်ရေးထားတာဘယ်သူကဆက်ဆက်ဆော့ဆော့ခွေးလေးပတ်ထဲမှာမေပြိုးနမည်ကိုရေးသွားပါလေပုံမှန်900ဆမိချင်ပြီထင်တယ်မေပြိုးကခေါင်းနှလုံးကြားထဲကို အတင်းဝင်ပြေးစားကိုဖတ်လိုက်ပါလေဟုတ်ပါရဲ့ရေးထားတာကမေပြိုးကျွန်တော်ကိုတိုးတိုးလို့ခေါ်ပါတင်တန်းကပြန်ရင်ဘယ်ဖက်ကိုကြည့်ပါတဲ့ဟဲ့တိုးတိုးဆိုတာဘယ်သူရော အမီနာကမေပြုတ်ကိုလမ်းပေးပါရယ်မေပြုတ်ကအမီနာလက်ထဲကခွေးလေးကိုတည့်ယူတရလမ်းယူလိုက်ရင်တူတူဆိုတာသူပဲပေါ့ဟာမေပြုတ်ကရှက်ပြုံးကလေးပြုံးနေပါရယ်နောက်ထပ်တင်နန်းသူတယောက်ကမေးပြန်တယ်ဒါနဲ့တင်နန်းကပြန်ရင်ဘာဖြစ်လို့ဘယ်ဘက်ကိုကြည့်ခိုင်းရတာတုံးမေပြိုလေးကလည်းဘာကြောင့်ကြိတ်ခိုင်းမှမသိပါဘူး။ဒါပေမဲ့အလကားနဲ့အခွန်မဆောင်ရတိုင်းကြိတ်ခိုင်းတာတော့မဖြစ်နိုင်ပါဘူး။အတိတ်ပဲတစ်ခုခုတော့တေးချပေါက်ရှိမှာပါ။ပါစက်ကတော့ပြီးစလွေဖြေလိုက်ပါရဲ့ ိုးကားတိုက်မှာဆိုလို့ဖြစ်မှာပေါ့ဟာတင်းနန်းသူတယောက်ကတွေးတွေးဆဆဝင်ပြောပါတယ်ဟဲ့ဘဲဖက်ကြည့်နေတော့ညာဘက်ကကားဝင်တိုက်သွားရင်ဘယ်လိုလုပ်မလဲတေးပေါ့ဟာကားဆိုမှတော့ဘဲဖက်ကတိုက်တိုက်ညာဘက်ကတိုက်တိုက်အ ਨੇ စုံစီးယူစီးခန့်တော့ရောက်မှာပေါ့ဟာပျောက်စီနဲ့ပုတ်ယုံနဲ့ပြောက်မှာမှမဟုတ်တာဖွားဟဲ့ရဲပါစေဖဲပါစေဟဲ့မေပြူကနှကောင်းကလေးရှုံပြရင်ခွေးကလေးတူးတူးကိုအပေါ်မြောက်ပြီးမြူလိုက်ပါတယ်ဆီယာမစီကအတန်ထွက်လာပါတယ် ဟဲအထီးလေးတော့အင်းသူပဲမြင်တတ်တယ်ဟွန်း